စကိုင်းတိုင်းကဲဘလူမြို့နယ်ထဲမှာစစ်ကောက်စီတပ်ကအရက်သား၉ရောက်ကိုရရဆက်ဆက်တပ်ဖြတ်သွားခဲ့ပါတယ်။ကဲဘလူမြို့နယ်ထဲစစ်ကောက်စီတပ်နဲ့ပြူစောတီတွေက၃ရက်ဆက်တိုင်းစစ်ကြောင်းထိုးမီရှိုးဖြက်စီမှုထဲစွန်အစကားမပြောနိုင်တဲ့ဒုတိယအပါအဝင် အပြင်းမဲ့ပြည်သူ၉ရောက်အသက်ခံလိုက်ရပါတယ်။အဲ့ဒီပြည်သူတွေကိုညင်ပန်းနှိပ်စက်ပြီးလယ်လီတက်ဖြတ်ခဲ့တာလို့ဂျွန်လာတက်ကြွလှရှားသူများအဖွဲ့ကပုံရင်နဲ့တကွာဂျွန်လာ26ရက်နေ့မှာထုတ်ပြန်ပါတယ် ကမ်ဘလူမျိုးနဲ့ဇီကုံတိုက်နယ်ထဲကရွာတွေကိုစစ်ကောက်စီတက်နဲ့ပြူစောတီစုစုပေါင်းအင်အား300လောက်ကဂျွန်လ23ရက်နေ့ကနေ25ရက်နေ့အထိစစ်ကြောင်းထိုးဝင်လာတာလို့ဆိုပါရယ်အသက်ခံရတဲ့သူတွေဟာအသက်30ကျော်ကနေအသက်60ကြားအရွယ်ရှိတဲ့အမျိုးသားတွေဖြစ်ပါတယ်။အတော်များများကလက်ပြတ်ကျိုးတုံးညှပန်းနှိပ်ဆက်တက်ဖြတ်ခံခဲ့ရပြီးမိရှို့ထားတဲ့အလောင်းတလောင်းကိုတွေးခဲ့တယ်လို့ဆိုပါတယ်။ ဲ့ဒီစီကြောင်းကအရက်သားပြည်သူတွေကိုရရဆက်ဆက်တက်ဖြတ်ခဲ့တဲ့အပြင်ပြည်သူပိုင်အရေးကိုလည်းမီရှုဖြက်စီခဲ့တယ်လို့ဆိုပါတယ်ဒီစစ်ကြောင်းဟာဂျွန်လ23ရက်နေ့မနေ့ပိုင်းမှာဝက်တိုးတောင်ရွာဘက်ကနေတပြေတာနဲ့ကြောင်ကုန်းရွာထဲကိုပြစ်ခတ်ဝင်ရောက်လာပြီးနောက်အရက်သားတွေကိုဖမ်းဆီးတာပြစ်စည်းတွေယူသွားတာမျိုးဖျက်ဆီးခဲ့တာမျိုးနဲ့အေတွေကို၃ရက်ဆက်တိုက်မိရှုခဲ့တာလို့ဆိုပါတယ်